အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ပွဲကြိုသုံးသက်ချက်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒါဒီနေ့ champion league မှာဒါကျွန်တော်တို့ပွဲကြီးတွေအများကြီးရှိပါတယ်ကျွန်တော်အသင်းပါဝင်လက်ရှိမှာဒါကျွန်တော် premier league အသင်းဖြစ်တဲ့ chelsea liverpool tottenham hotspur ဆိုတဲ့အသင်းတွေရဲ့ပွဲတွေဒါကျွန်တော်အကုန်ရှိပါတယ်အဲ့တော့လက်ရှိမှာတော့ဒါကျွန်တော်အမှန်တိုင်းပြောရမယ်ဆိုရင်တော့ chelsea နဲ့ tottenham hotspur အသင်းတွေဗီဒီယိုတပုတ်ထွက်ပြီး liverpool တို့ကဒီနေ့မှာဗီဒီယိုတပုတ်ထွက်ချင်တယ်ဘာလို့လဲဆိုတော့ liverpool ကြောင့်လည်းတီးတန့်ကြီးကိုကျွန်တော်ဒါလက်ရှိမှာဖြစ်နေတဲ့ jamie carragher ကိုလက်ရှိမှာ salah ကိုဖြစ်နေတဲ့ကြောင့်လည်းတီးတန့် ပြောကျွန်တော်ဒါဗီဒီယိုနှစ်ပုတ်ခွဲပြီးထုတ်လိုက်မှာပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်မြန်မာဆန်တော်ချိန်နှစ်နာရီခွဲမှာအက်တလန်တာနဲ့ချယ်ဆီပြီးရင်ဒါတော်တန်ဟော့စပါတင်းနဲ့ဆလီဗီယာပရက်ဆိုတဲ့ပွဲစဉ်မှာဒါကျွန်တော်လာမှာဖြစ်ပါတယ်အဲ့တော့လက်ရှိမှာကြားထဲမှာဒါကျွန်တော်တို့ နေပါပြောသွားပါတယ်ကျွန်တော်အင်တာနက်ဒါလည်းဘူးပွဲစဉ်နောက်ထပ်မှလည်းဒါဘာဆိုနာနဲ့ front fat ကြောင်းနည်းနည်းလေးထည့်ပြောသွားမှာပေါ့နော်အဲ့တော့လက်ရှိမှာပထမဆုံးပွဲစဉ်အကြောင်းပြောရမယ်ဆိုရင်တော့ Atlanta နဲ့ Chelsea Chelsea တင်းနဲ့ခုလက်ရှိနောက်ပိုင်းပွဲစဉ်တွေမှာကပက်တီကပက်ချော်လုတ်ပြီးနီးပြအန်ဆန်မရက်စကာကိုတိုင်ကဒါအသင်းနဲ့ပတ်သက်ပြီးတော်တော်လေးကိုစိတ်ညစ်စရာဖြစ်တဲ့ပုံစံမျိုးတစ်ခုသူကိုတိုင်ဖန်တီးနေတာကိုတွေ့ရမယ်ဒီနေ့မှာဒါကစားသမားတွေအားနည်းလို့နီးပြကိုတိုင်ကလည်းဒါကိုတိုင်တစ်ခါခါကျကပက်တီကပက်ချော်လုတ်တယ်ဆိုတဲ့ moment ကိုကျွန်တော်ကိုတိုင်လက်ခံအမယ်အနေထားမှာရှိတယ်ပေါ့နော်ပြောချင်တာက ဒါအတ္လန်တာအနေနဲ့လက်ရှိဒီနေ့ပွဲစမှာချက်စီနဲ့တွေ့မယ်အတ္လန်တာရဲ့လက်ရှိခြေစွမ်းတွေကိုကြည့်မယ်အတ္လန်တာကနောက်ဆုံးပွဲစဉ်တစ်ပွဲရှုံးထားတဲ့ပွဲစဉ်ကလွင်းတော့နောက်ဆုံး၃ပွဲဆက်နိုင်ထားခဲ့တာကိုတွေ့ရမယ်ပြော်လက်လန်တာနေတဲ့ဟလာဗရိုနတ်ကိုဒါကျွန်တော်တို့ဂိုးပြက်ရှုံးခဲ့တဲ့ပွဲစဉ်တစ်ပွဲကလွင့်ရင်တော့ခန်ဆယ်ပိုင်းကတော်တော်လေးလုံတယ်လို့ပြောလို့ရတယ်ဂျီရိုနာကိုဒါကျွန်တော်တို့ တို့ဂျင်နိုဝါကိုဒါကျွန်တော်တို့ဒါလီဂိုပြတ်နိုင်တာခဲ့တယ်ဖီယိုရန်တီနာကိုဒူးစီနဲ့နိုင်တယ်ဒါအိုက်ဖရန်ဖရန်ဘက်ကိုဒါကျွန်တော်ချန်ပီယံလိမှာ၃ခုပြတ်နဲ့အဝေးခွင့်မှာနိုင်ခဲ့တဲ့အသက်အသင်ဖြစ်ခဲ့တယ်တစ်ဖက်ကချက်စီးတင်းကလက်ရှိနောက်ဆုံးပြိုင်ပွဲဆုံး၃ဘွဲ့မှာဒါကျွန်တော်လက်ရှိနိုင်ပွဲပျောက်ဆုံးနေခဲ့ပြီးဘာဆိုနာဘန်လေးတို့ကိုတော့ဂိုးပြတ်နိုင်ခဲ့တာကိုတွေ့ရမယ်အဲ့တော့ပြောချင်တာချက်စီးတင်းနဲ့ပြန်ပြန်ပြီးပတ်သက်ပြီးကြည့်မယ်လို့ဒီနေ့ပွဲစဉ်ကချက်စီးတင်းကဒါမက်စဝင်းပွဲစဉ်တစ်ပွဲဖြစ်လာခဲ့ပြီးလက်ရှိမှာချန်ပီယံလိတေပြန်မှာလည်းသူ့ကိုသူဒါကျွန်တော်လက်ရှိအချင်းတွေကောင်းနေခဲ့တဲ့အနေထားတစ်ခုရောက်အောင်သူကိုယ်တိုင်ဖန်တီးထားခဲ့တာဖြစ်တယ်ချက်စီးတင်းရဲ့အခုလက်ရှိမှာဒါကျွန်တော် qualifier ကန်စရာမလိုဘဲနဲ့ ့ law qualifying rule ကနေချက်ချင်းဝင်မှုအတွက်ဆိုဒီနေ့ပွဲစဉ်နိုင်သွားရုံနဲ့ကိုနောက်တစ်စက်ကိုဒါကျွန်တော်တို့လက်ရှိမှာ qualifying rule ဝင်ပြီးဝင်သွားရုံနဲ့အဆင်ပြေသွားနိုင်နေတာမှရှိအဲ့တော့ပြောချင်တာရှေ့ရှေ့လေးချက်စီးတဲ့နေ့ပွဲမှာကပက်တိကပက်ချောမလို့တင်မှုဒါပေမဲ့လူစည်ရင်းကိုကစားလို့ရလို့လူစည်ရင်းကိုကစားလို့ရတဲ့ပွဲတစ်ပွဲလေးဖြစ်လာမယ်လို့မြင်တယ်ဒီနေ့ပွဲစဉ်မှာဒါချက်စီးတဲ့နေဒါကျွန်တော်ကိုပါမားကိုဒါကျွန်တော်တို့ မသုံးလောက်ဘူးဆိုတဲ့တင်းတွေပါထွက်ပေါ်လာခဲ့တယ်။ဒါကိုမမောက်လက်ရှိမှာဒါဂျနီးပြအန်ဇိုမရက်စ်ကအနေနဲ့ဒါကျွန်တော်တို့သူအသင်းကနေလက်ဖောက်လုပ်ခဲ့တယ်ဆိုတဲ့တင်းထွက်ပေါ်လာခဲ့ပြီးတော့ဒါလက်ရှိမှာကိုပါမနဲ့ကြက်ခိုင်မှု100%ပြည့်ဝဖို့အတွက်ဆိုရင်တော့ဒီနေ့ပွဲစဉ်ကိုပြီးနာမှာဖြစ်မယ်ဆိုတော့အန်ဇိုမရက်စ်ကအတည်ပြုထားခဲ့။ဒါကိုတော့ကျွန်တော်လက်ခံသေးတာလက်ခံတယ်။အန်ဇိုမရက်စ်ကအသင်းမှာဒါကိုပါမကရေးရှိမှာအရင်အရေးပါလာမယ်အသင်းတဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒီကစားသမားနဲ့ပတ်သက်ပြီးဒါ Chelsea ဘက်က precaution ပြီးရဆိုလက်ခံတယ်။အာ VC Jane တို့ကဒီတိုင်းပဲ။အဲ့တော့လက်ရှိမှာဒါကျွန်တော်ပြဿနာက Chelsea ရဲ့တိုက်စစ်မှုဖြစ်တဲ့ Delap ကကာလာရှိနာ တော့မှဖြစ်တယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်။ဒါကြောင့်လက်ရှိမှာကဒလပ်ပနေနဲ့ရှစ်ပတ်လောက်တော့နားရမယ်ဆိုတဲ့သတင်းထွက်လာခဲ့ပြီးနောက်မှာချက်စီအသင်းမှာတော့တိုက်စစ်နေရာမှာမကာကြီးနဲ့ဒါကြောင့်ဂျာအူပယ်ဒူတိုက်စစ်ပြန် sorry ဆိုတဲ့အနေထားတစ်ခုပြန်ရောက်သွားခဲ့ဖြစ်တယ်။ဒီနေရာမှာဗျစဉ်းစားရတဲ့ခုရှိတာကဒါကျွန်တော်အမြင်ပေါ့နော်။ဒါဒါ attacking mv နေရာဒါကြောင့်နံပါတ်10 rule ကိုဒါကြောင့်အမှန်တိုင်းပြောမှာဆို star view ဆော့လို့ရတယ်။ star view ကိုကျွန်တော်ကဒါကြောင့်နံပါတ်10 rule ကို win sort စီခြင်းပြီး right win နေရာမှာကျွန်တော်က net 2 left win နေရာမှာဒါ gaming getting ဆိုတဲ့တုံးအလာဟန်ဒူကနာချူပဲတုံးဘလူးပူဇံပဲတုံးချက်စီအသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒီလိုပူဇံမျိုးတုံးခဲ့မယ်ဆိုရင်တော့အသင်းကတော် တော်လေးကိုအဆင်ပြေသွားနိုင်မယ်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်က100%မြင်မိတယ်။အဲ့တော့ပြောချင်တာကရှယ်ရှယ်လေးပါ။ Chelsea သင်းတဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် risk ယူနိုင် risk မယူသင့်တဲ့နေရာမှာ risk မယူဘဲနဲ့ risk ယူသင့်တဲ့နေရာမှာ risk ယူသင့်တယ်ကျွန်တော်နေနေမြင်တယ်။အဲ့ဒါကဘာကိုဆိုလို့လဲ။တိုက်စစ်မှာမှာ Astavio ကိုဒါ United ဆို Chelsea သင်းရဲ့ဘုတ်ဘွယ်ကိုတိုင်ကဒါကျွန်တော်ကွင်းလယ်မှာဒါရေရှည်ကနံပါတ်10ရူးမှာမြင်တယ်လို့သူတို့သူကြီးဟောထားပြီးတော့ဖြစ်တယ်။ Astavio ကို why not ကျွန်တော်ပြောတယ်ဘွန်နိုဝက်တောက်ကျွန်တော်မကြိုက်တာမဟုတ် Bonnoweta ကိုဒီလိုမျိုးဒါကျွန်တော်လုံးဝဒါလုံးဝ qualifying route အတွက် အရင်အရေးကြီးတဲ့အချိန်မှာဘွန်နိုဝက်တာကိုသုံးနိုင်ဆန်ကျွန်တော် အက်စတာဗီယိုကိုဒါကျွန်တော်ခွင့်လင်မှာပြန်ပြီးတော့သုံးစီခြင်းတဲ့သဘောမှာရှိတယ်။အဲ့တော့ဒါချက်စီပရိသတ်ရဲ့ဘလူးနီလည်းတော့မသိဘူး။ဒါဒီနောက်ပိုင်းပွဲစဉ်မှာအတ္တလန်တာနီးပြထွက်သွားခဲ့ပြီးနောက်ပိုင်းမှာလူကမန်ကလည်းနေရာပြန်ရလာခဲ့တယ်။လူကမန်ကအသင်းမှာအင်တဂရိတ်ပြန်လောက်တာနေတာတော်တော်လေးအဆင်ပြေပြီလာခဲ့တာတွေ့ရတယ်။ဒါပေမဲ့ဒီနောက်ပိုင်းအတ္တလန်တာမှာတကယ်ဟီးရိုးတယောက်ရှိတယ်။အက်ကစားသမားဒီကတလာဒီကတလာနဲ့အခုလက်ရှိမှာဒါကျွန်တော်တော်တော်လေးကိုခြေစွမ်းပြပြီးတော့တော်တော်လေးကိုမစိုးဘူးလို့ပြောလို့ရမယ်တဲ့မှာပါတယ်။ဝါဆမ်အသင်းမှာဒါခြေစွမ်းပြဖို့တော့ရုန်းကန်ခဲ့ရပေမဲ့လက်ရှိမှာအတ္တလန်တာမှာမစိုးလာတဲ့ခြေစွမ်းတွေကိုပြနေတာလဲဆာမန်ကလို့ပြောလို့ ရမယ်တင်မှာပါပါအဲ့တော့ဒီနေ့ပွဲစမှာ Chelsea တင်းနဲ့တစ်ဖက်ရဲ့ 3-back formation ကိုဘယ်လိုမျိုးဖြိုခွင်းပြမလဲ Chelsea တင်းကရှင်းပါတယ်အရင်တော့ကလည်းမတူတာတကူကသူတို့ကအိမ်လည်းမကျေဘူးအဝေးကွင်းလည်းမကျေဘူးနှစ်ခုလုံးကဒါကျေတဲ့ကျေတဲ့အနေထားမှာဆိုရဲသွားတယ်အဲ့တော့ဒီနေ့ပွဲစမှာ Chelsea တင်းနဲ့ဒီပွဲစဉ်ကိုလုံးဝ fully focus လုပ်ပြီးလုံးဝကြက်ပြက်ကတိကြက်ပြက်ချော်မလုတ်တဲ့ပွဲစဉ်တွေဘယ်လိုမြင်လဲလုံးဝအမှတ်၃မှတ်ကိုယူတဲ့ပွဲစဉ်တွေဘယ်လိုမြင်လဲဒီနေ့ပွဲစမှာခုနပြောခဲ့တဲ့ကစားသမားတချို့ကနေရာလဲပြောင်းဒါကြောင့်လုတ်တဲ့လုတ်ထိုက်တာပုံစံမျိုးလုတ်ပိုင်ခွင့်ရှိတဲ့ပွဲတွေပွဲအောက်ကတင်းနဲ့အရန်ကြီးအမှတ်မကွာသေးတဲ့ကြောင့်အရန်ကြီးတော့ risk မယူတဲ့ပွဲစဉ်တွေဘယ်လိုကျွန်တော်အနေနဲ့မြင်လဲအဲ့တော့ ့ Chelsea အသင်းနဲ့ဒီနေ့ပွဲစဉ်ကတော်တော်လေးကိုအရေးကြီးမဲ့ပွဲတစ်ပွဲလို့ကျွန်တော်နေနဲ့မြင်မိတယ်။ဒါပေမဲ့လည်းခုနကပြောတော့ကစားသမားတွေနည်းနည်းလေး shifting လုပ်လို့ရတဲ့ပွဲတစ်ပွဲလို့လည်းမြင်တယ်။ Atlanta နဲ့ဒီနေ့ပွဲစဉ်မှာလက်ရှိမှာတို့ကလည်း Champion League မှာတော့မဆိုးတာတဲ့ခြေစွမ်းကိုပိုင်ဆိုင်ထားတယ်။လက်ရှိမှာ Atlanta ကဒါကျွန်တော်တို့ အစ်စ်တစ်၁၀နေရာမှာယက်တည်နေတာကိုတွေ့ရမယ်တဲ့မှာပါအဲ့တော့လက်ရှိမှာ Atlanta Grand နဲ့ qualifying rule ကိုတက်ချင်တယ်ဆိုတော့ဒီနေ့ပွဲစဉ်နိုင်မွားမယ်ဆိုတော့တက်ဖို့အတွက်အခြေအနေကောင်းသွားမယ်အဲ့တော့ Chelsea နဲ့ Atlanta လက်ရှိမှာရမယ့်အဖြစ်တော့ကူပဲ GD ရ qual လို့ဆိုတာ Atlanta ကအောက်ရောက်နေတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ပွဲကိုသွားအောင်နောက်တစ်ပွဲအနေနဲ့လက်ရှိမှာ Tottenham Hotspur နဲ့ကျွန်တော်ရဲ့အသင်းပေါ့အဲ့တော့ဒီနေ့ပွဲစဉ်မှာတော့ Son Heung-min တယောက် Tottenham Hotspur အသင်းကိုဒါကျွန်တော်လက်ရှိမှာပြန်ပြီးတော့လာရောက်ပြီးတော့ဒါကျွန်တော်တို့ sorry ပါအဲ့တော့ကျွန်တော်လက်ရှိမှာ Tottenham Hotspur အသင်းကလက်ရှိမှာတော့ကျွန်တော် Son Heung-min တဲ့ဒီနေ့ကိုဒါပြန်လဲပြီးလက်ခံမယ်အဲ့တော့ Son Heung-min နဲ့ပတ်သက်ပြီးဒါ New Year ကြီးတွေလည်းတို့အကြီးကျယ်လုံနေတယ်တကယ်ကိုတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့နေသားတစ်ခုရောက်လာခဲ့ဒါပေမဲ့စိတ်မကောင်းတာတစ်ခုကလက်ရှိမှာ Spurs အသင်းက injury တွေကိုပြန်ပြီးတော့ဒါဆက်လက်ပြီးရင်ဆိုင်နေရပြန်ပြီဖြစ်တယ် Destiny Udogi နေနဲ့အခုလက်ရှိ January ဆိုတော့ဒါ December လတစ်လလုံးလွဲချော်မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့ဒီပြကတရားဝင် debut သွားခဲ့ဖြစ်တယ်အဲ့တော့ Destiny Udogi ရဲ့လက်ရှိမှာအခုချိန်ဒီဒီဒဏ်ရာပုံစံမျိုးကိုပဲဆက်လက်ပြီးရင်ဆိုင်နေရပြီးတော့ Spurs အသင်းနဲ့ဒီနှစ်စောင်းရာဒီအပြောင်းအရွှေ့မှာတော့ football တ်တစုံကိုတော့ကောင်းကောင်းကြီးပြန်ပြီးတော့အရန်ဒီထားရဝယ်သင့်ပြီးလို့ကျွန်တော်နေမြင်တယ်။ Dejasmas နဲ့ကသူ့ဟာသူမစိုးဘူးဆိုပေမဲ့ Destiny Udo Gilo တိုက်စစ်လိုက်ပတ်နိုင်စွမ်းရှိတဲ့ခံစစ်ကစားတော့ဝင်းဘက်ကစားသမားတစ်ယောက်ကိုစပါသင့်နဲ့လူအပ်တယ်ဆိုတာပြောလုံးဝငြင်းစရာမလိုဘူး။ဒါပေမဲ့စပါသင့်နဲ့လက်ရှိမှာကောင်းတာတစ်ခုကကိုလိုတက်တိုင်းလက်ရှိမှာဒါကျွန်တော်စပါသင့်နဲ့ပြန်လဲပြီးပူပေါင်းနေဖြစ်တယ်။ Dragusin ပြန်လဲပြီးပူပေါင်းနေဖြစ်တယ်။တကယ့်အကောင်းဆုံးသတင်းတစ်ခုကတော့ Jay Madison ကျွန်တော်မြက်ခင်းစိမ့်ပေါ်မှာပြန်လဲပြီးအပေါ့စားဒါကျွန်တော်တို့ လီဂျင်ကနေအကြီးကျယ်ပြန်လုပ်နေပြီးတည်ရတယ်မှာပါတယ်ဘီဇူးမာတော့လက်ရှိမှာကျွန်တော်စပါတင်နဲ့မတွေ့ရတော့ ကလူဝါစကီကဘာမှမသိလက်ရှိမှာဆိုလန်ကီကိုလည်း training တွေပြန်ဆင်းနေတွေ့တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာလက်ရှိမှာဒါကျွန်တော်ရှေ့ကပွဲစဉ်ကပုံစံမျိုးအတိုင်းပဲဒါကျွန်တော်လူစင်းတိုင်းပဲဒါနီးပြားကတွေ့ရမယ်လို့ပြောထားကြပြီးသားဖြစ်တယ်အဲ့တော့စပါသင်းနဲ့လက်ရှိမှာဒါ Brandon Johnson က training မဆင်းမိမဲ့လက်ရှိမှာဘာမှဒဏ်ရာပြဿနာမရှိကြအောင်တရားဝင် debut ခါခဲ့တယ်အဲ့လက်ရှိမှာ Tottenham Hotspur တဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်လက်ရှိမှာကျွန်တော်တို့အမှတ်လို့တယ်လက်ရှိမှာဒါကျွန်တော် football ပြထားခဲ့လို့ဒါ Dan Sojiu ကိုခံစစ်ပိုင်းမှာတုံးနေဆိုတဲ့ပုံစံမျိုးကျွန်တော်လုပ်လို့မရဘူး Christian Romero ကနဲ့ဒါ Van der Ven အတွက်ကိုပဲဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ခံစစ်မှာတုံးရမယ့်ဒီထားမှာရှိတယ်ပြီးတော့ football မှာလက်ရှိမှာ view ချက်စရာများများစ ားမရှိတော့ဘူး Dejan Spence နဲ့ Pedro Buru ပဲဆက်လက်ပြီးတော့အဲ့တော့နောက်ပိုင်းပွဲစဉ်မှာပေါ့နော်ကုတိုတကိုင်းကအဆင်ပြေခဲ့မယ်ဆိုတော့ဒါကျွန်တော် left back နေရာဒါမှမဟုတ် right back နေရာမှာသုံးဖို့အတွက်ကျွန်တော်ရေရှည်ရစဉ်းစားမိတာမှရှိအဲ့တော့တိုက်စစ်ပိုင်းကလက်ရှိမှာ Brentford နဲ့ပွဲစဉ်မှာတကယ်ကိုခြေစွမ်းပြခဲ့တဲ့ကစားသမားတွေကိုပြန်ပြီးအသုံးပြုတင်တယ်လို့မြင်တယ်တိုက်စစ်နေရာမှာဒီနေ့ပေါ်မှာတိုက်စစ်ဘူးကိုကျွန်တော်တို့ကိုလိုမူဝါဒီလေးကိုတိုက်စစ်နေရာမှာထည့်စေခြင်းနဲ့ရှေ့ပွဲမှာလည်းစောစောစီနာခဲ့တဲ့ Kudus ကိုကျွန်တော်ဒီနေ့ပေါ်မှာ right wing Xavi Simon ကိုလက်ရှိမှာခြေစွမ်းပြနေတဲ့ Xavi Simon Xavi Simon နေတယ်ပဲဒါကျွန်တော်ကွင်းလယ်မှာပြစေခြင်းပြီးကွင်းလယ်ဘက်မှာဒါကျွန်တော်တို့ back wing နဲ့ ဘန်ဒန်ကောဒီနေ့ပုံစံမှာနဒါပါလင်ညာဘန်ဒန်ကဒါကျွန်တော်တို့စီမွန်းဆိုနေတာကျွန်တော်3ရောပုံစံမျိုးကျွန်တော်သုံးစီခြင်းနဲ့လက်ဝင်းညာမှာဒါကိုလိုမူဝါနီကိုဒါကျွန်တော်တိုက်စစ်ပို့လိုက်ဖြစ်တဲ့ကြောင့်ကျွန်တော်ကအိုဒိုဘက်ကိုသုံးစီခြင်းသုံးပါရှိတယ်။အဲ့တော့ Slavia Pride ရဲ့အခြေအနေကလက်ရှိမှာဒါကျွန်တော်တို့ရဲ့ပြည်တွင်းပြည်တွင်းမှာတော်တော်လေးအခြေအနေကောင်းထားတာတွေ့ရအောင်။ဒါပေမဲ့ သူတို့အနေနဲ့ Champion League မှာလည်း Athletic Club မှာဒါကျွန်တော်တို့လုံးဝတည်ရကြအောင်ကာနိုင်နေတယ်တွေ့ရအဲ့တော့ Sporting နဲ့လက်ရှိပူပူလောလောမှာဒါအိမ်ဝင်း plus အိမ်ဝင်းခြေစွမ်းမှာတော့မဆိုးလာတဲ့ခြေစွမ်းတစ်ခုဒါကျွန်တော်တို့တွေ့ခဲ့ရတဲ့နားမှာရှိရဲဒါပေမဲ့ Sporting ကလက်ရှိမှာ Premier League မှာကအိမ်ဝင်းပိုင်အိမ်ဝင်းမှာတိုင်ပတ်တာကိုတွေ့ရမယ်တဲ့မှာဒါပေမဲ့လက်ရှိမှာဒါ Europa မှာဒါ Champion League Europa မှာကျွန်တော်တို့ဒါအိမ်ဝင်း23ပွဲ24ပွဲမရှိလုံးဝဒါမရှုံးပွဲတဲ့စာရင်းတစ်ခုကိုကျွန်တော်ချိန်လိုက်အဲ့တော့ Sporting နဲ့ဒီနေ့ပွဲစဉ်မှာတကယ်သေချာကန်မယ်ဒီနေ့ပွဲစဉ်ရဲ့၃ဘက်က Sporting အတွက်တော်တော်လေးကိုအရေးကြီးတယ်လို့ပြောလို့ရတယ်ကျွန်တော်အနေနဲ့ဒါကျွန်တော်အခုလက်ရှိအခြေအနေက qualifying ိုတက်ဖို့အတွက်အချိန်တွေကအရန်ကြီးမကောင်းတော့ဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ at least တော့ဒါခုနပေါ်ကနောက်တစ်ဆင့်တက်ဖို့အတွက်ဒီနေ့ပွဲစဉ်က3မှတ်ကအင်မတန်မှအရေးကြီးတယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်3မှတ်ရခဲ့မယ်စတက်မှတ်တီတီနဲ့အတူကျွန်တော်လက်ရှိမှာအာကျွန်တော် qualifier rule နောက်တစ်ဆင့်ကိုတက်ဖို့အတွက်အချိန်လေးနည်းနည်းလေးကောင်းသွားနိုင်တယ်မှာပါတယ်မြို့တော်ပင်ဆိုစကမှာဒီနေ့ပွဲစဉ်က spa သင်းအတွက် match win ပွဲစဉ်တပွဲလို့ပြောလို့ရမယ်တယ်မှာပါတယ် slavia prat ကလက်ရှိအချိန်လေးရတာကျွန်တော်တန်းဟိုပေါ့ဟိုနောက်တစ်ဆင့်တက်ဖို့အတွက်တော်တော်လေးနည်းသွားခဲ့ဖြစ်တယ်ဒီနေ့ပွဲစဉ်9မှတ် slavia prat ကတခုခုလုံးပြနိုင်မှာဖြစ်တယ်ဒါပေမဲ့ထားပါလက်ရှိမှာဒါကျွန်တော် စပားအသစ်နဲ့ပြန်ကြည့်ခဲ့မယ်ဆိုရင်တော့လက်ရှိအခြေအနေဒီရဒီနေ့ပွဲစဉ်ကနိုင်ကူနိုင်ရမှာဖြစ်မယ်ဆွန်ဟောင်မင်းလည်းလာကြည့်မှာဖြစ်တယ်ကြောင့်ကျွန်တော်တို့အနေနဲ့အေးပြအကျိုးနဲ့မဲ့ပွဲစဉ်တပွဲများဖြစ်မလားကျွန်တော်တို့မျှော်လင့်မိရတယ်မှာပါတယ်ဒါဘရန်ဖုန်းနဲ့ပွဲစဉ်ပုံစံမျိုးတန်းကစားမယ်ဆိုရင်တော့မဆိုးဘူးလို့ကျွန်တော်အနေနဲ့မြင်မိတယ်ဒါလောက်ပါပဲအားလုံးမကြုတ်တမရဲကောင်းမွန်တော့ဒီဒီနေ့ဖြစ်ပါစို့စုမောင်းအောင်တောင်းပြီးနေပဲကျွန်တော်တို့နောက်မှာ AC တွေ့ကြတာပေါ့မြန်မြလေးလက်ကလစ်ဖို့မမိကြပါနဲ့ဟုတ်မြန်မြကလစ်မှာမြန်မြနိုင်ငံဖြစ်ပါတယ်အားလုံးမကြုတ်တမရဲကျွန်တော်တော့ကုန်ပြီပါဗျဒီပေါ်ဗျအားလုံးမကြုတ်တမရဲ